မှာနောက်ထပ်ပွဲကြီးနည်းနည်းကြီးလို့ကောင်းမယ်ပွဲတွေပေါ့ဗျာရေးတဲ့ကြီးတဲ့စပွဲတွေဆိုတာမျိုးဆိုတော့ကျွန်တော်ဘော်စတီးယားနဲ့ရူမေးနီးယားပွဲစဉ်ကိုရွေးချယ်သုံးသပ်ပေးသွားပါမယ်အောက်စုရဲ့ပွဲစဉ်နော်အဲ့ပါအောက်စုရဲ့ပွဲစဉ်မှာဩစတြေးလျဘော်စတီးယားရူမေးနီးယားစိုက်ပရက်ဩစတြေးလျတော့15မှတ်နဲ့ဥဆောင်နေရပါတော့နော်အခုကဘော်စတီးယားနဲ့ရူမေးနီးယားအရန်သူတို့နှစ်ယောက်အရန်အရေးကြီးတယ်13မှတ်နဲ့ကျွန်တော်10မှတ်ရလာပြီးတော့ကျွန်တော်စိုက်ပလက်ကတော့10မှတ်ဆိုတော့စိုက်ပလက်ကလည်းဒါအခြေအနေနဲ့မဆိုးလာသေးတယ်ဒါဆိုတော့ကျွန်တော်ဘော်စတီးယားရူမေးနီးယားရဲ့ပွဲစဉ်ကတော့တော်တော်စိတ်ဝင်စားဖို့ကောင်းပါဘော်စတီးယားတည်ရကစားရင်တော့မဆိုးအဲ့ဒါတည်ရအောင်ဆိုတော့ဆရာ ရဲ့အဲ့လာကိုဘယ်အောင်ယူချေခြင်းလဲကျွန်တော်ဘော်ဆွေးနီးယားရူမေးနီးယားမှာရူမေးနီးယားနည်းနည်းလေးစိတ်ဝင်စားမိပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုတေးကစားရင်မဆိုးဘူးဆိုပေမဲ့သူကလည်းနိုင်ရင်လည်းတစ်ဖက်ကဩစတြေးလျနဲ့စိုက်ဘက်နဲ့ထိတဲ့တွေ့ဆုံနဲ့ပွဲစဉ်မှာဩစတြေးလျကိုနိုင်မှာပဲနိုင်မှာပဲလေဒါပေမဲ့သူတို့ပို့ပြီးတော့ chance ကောင်းလာတယ်ပေါ့နော်သူကလည်းနိုင်ကစားမှာဒီလိုနေသားမျိုးမှာ level 20ဆိုတဲ့ပုံစံမျိုးကတော့မဖြစ်သင့်ဘူးလို့ထင်တယ်ဒါကလည်း bookie အနေနဲ့ကျွန်တော်မြင်တော့တခုပြောပြမယ်ဘော့စနီးယားကိုတိတ်ပြီးမယုံကြည်ရလဲပါမယ်လို့ထင်တယ်ဗျဟိုအဓိကက cyber ကိုဝေးခွင့်မှာတူတူပဲကစားနိုင်ခဲ့တယ် အော်ဆွေးရောက်ကိုအဲ့ဘက်မှာ1 2နဲ့ရှုံးတယ်ဒါမဲ့သူဆမ်မာရီနိုလိုတဲ့မျိုးတော့ခုနကဝလောက်တည်းရတယ်နှစ်ကြော့ပေါ့ဆမ်မာရီကတော့အမြဲဆိုက်ဘက်ကိုအဲ့ဘက်မှာတူးဟန်ဆိုတော့သူ့မှာနည်းနည်းလေးအားနေချက်ကအဲ့ဒီသူနဲ့ဟိုသူ့ကိုနည်းနည်းတုတ်ပြန်နိုင်တဲ့အသင်းမျိုးနဲ့ထိတ်ထိတ်တွေးဆောင်နေပေါ်ဒီမှာသူခန့်စစ်ကနည်းနည်းဒီအလုံးမဖြစ်တော့တတ်တွေ့ရတယ်ကျွန်တော်ရူမေးနီးယားကဟိုပြောမှဆိုရင်ဗျအစပိုင်းမှာတော်တော်လေးရုန်းကန်ခဲ့ရတယ်ကျွန်တော်ဒီအော်စတြေးလျရောရှုံးတယ်သူအဲ့ဘက်မှာဘော့စနီးယားရောရှုံးမှာဒီလိုပွဲစဉ်တွေပြီးွားတဲ့နောက်ပိုင်းမှာသူစိုက်ဘက်ကိုတူးစီးနေနိုင်တယ်ဟိုအဝေးဘက်မှာတူတူစိုက်ဘက်ကို ပြန်ကစားတယ်ပြီးတော့နောက်ဆုံးပွဲတွေမှာအော်စတြေးလျဝမ်းသီးရနိုင်ခဲ့တာကဒီခြေစစ်ပွဲအတွက်သူ့အတွက်မျှော်လင့်ချက်အကောင်းဆုံးပွဲတွေလို့ပြောလို့ရတယ်ဆိုတော့ဒီပွဲတွေမှာလက်ရှိဈေးရဆိုရင်တော့ပျော့တော့ပျော့တော့ပေါ့နော်အဲဒါပေမဲ့ထိတ်တိတ်တွဲဆုံမှုပိုင်းဒီမှာပြန်ကြည့်မယ်ဆိုရင်ဒီနှစ်သိန်းထိတ်တိတ်တွဲဆုံနဲ့ပြိုင်ပွဲအတွင်ဒီ2000နှစ်နောက်ပိုင်းကပြန်ကြည့်မယ်ဆိုရင်2025အထိနောက်ဆုံး25နှစ်တာ နီးပါးကာလာတွေမှာပြန်ကြည့်မယ်ဆိုရင်ဘော့စနီးယား3ဘွဲ့နိုင်တယ်ရူမေးနီးယား4ဘွဲ့နိုင်တယ်ဘော့စနီးယားကိုထိတဲ့တွေ့ဆုံနိုင်မှာဒုက္ခပေးလိပေးတာရှိတယ်တရေဘွဲ့မရှိဘူးဟုတ်တယ်နည်းထူးခြားချက်ကတရေဘွဲ့တို့မှာဒုက္ခပေးလိပေးတာရှိတယ်ဟုတ်တယ်ပြတ်သားတယ်လို့ဆိုတော့ကျွန်တော်ဒီဘွဲ့တွေမှာရူမေးနီးယားရက်လက်ကောင်းမယ်လို့ထင်တယ်လက်ရှိဘော့စနီးယားအနီးစုံပေးခဲ့တဲ့ဈေးတန်2017 2022တွေမှာပြန်ကြည့်မယ်ဆိုရင်0.5ဖိုင်လောက်တည်းကိုရှိတဲ့အနေအထားမျိုးမှာဒီပွဲစဉ်မှာလည်းကျွန်တော်ကအနည်းဆုံး level 50တော့ဘော့စနီးယားဖွင့်နေတယ်လို့ထင်နေဗျာဒါပေမဲ့ level 20ဆိုတဲ့အနေအထားရူမေးနီးယားတုတ်ပြန်အားကြီးကတော်တော်လေးမြင့်မယ်လို့ထင်တယ်ဟုတ်ကဲ့ ောက်မြူမီနီရောက်ကြိုက်တယ်ဟုတ်ကောင်းပါအာရှစည်းကွက်ရ level ခုန50ခုနပြော့ပြော့ပြော့လာလဲပါနေအလီသားတော့ရှိတော့ညာရှိတယ်ဘောအဲ့လိုက်တွေကဘူဂီယာလဲဘော့စနီးယားကိုမယုံတဲ့အနေအထားမျိုးပါလေအဲဂျေးအောင်နိုင်ဂျီယာလဲဒီဘက်ကတစ်ခုန်ခုန်ငါဆိုတာကျွန်တော်တခုတော့ရှိတယ်ဘော့စနီးယားကဂျေးအောင်နိုင်ဂျီတုံးအပိုင်းမှာတော့အဲ့လိုက်တွေကကျွန်တော်ရဲ့ formula မှာအများကြီးရှိတယ်ဒါကြောင့်လဲဆိုအခုဒီချက်တွက်တယ်ဆိုတိဥမာကျွန်တော်တို့အခုကြည့်ရင်တစ်ခုန်ခုန်ကလည်း20ခုန်ကပေါ့နော်ဂျေးအောင်နိုင်ဂျီအတွက်တစ်ခုန်ခုန်ကပိုများတယ်ဘော့စနီးယားဂျေးအောင်နိုင်ဂျီပိုများတယ်သို့တော့အဲ့ဒီဟာရဲ့အပေါ်မှာဘူဂီ အမျက်တံပိုးအပေါင်းနှုတ်ပြပြမပြလာတော့တွက်ချက်တဲ့ကံမှာအပေါင်းမပြအောင်အနှုတ်တံပိုးပြနေတဲ့အချိန်မှာဆိုလိုချင်တဲ့တဘောက level အခုဆိုရင် level 30ခဏမှာအလွန်ဆုံးရူမေးနီးယားကကြီးအောင်နိုင်ကြီးနဲတယ်ဆိုတာကအပြည့်မအောင်ဘူးဒါပေမဲ့ဘိုဂီအပေါင်းကသူ့ရှိမှပြနေတဲ့တဘောကအလွန်ဆုံးတော့တရေကြပြီးကစားနိုင်နေဆိုတဲ့အနေအထားမှာပြ30ကတော့အနေဆုံးရနိုင်တယ်ဟာဘုံနာဒါကျွန်တော်တံပိုးဖော်ပြနေတွက်ချက်တဲ့အနေအထားအဲ့တော့ဒီနှစ်သိန်းရဲ့ပွဲစဉ်ကတော့အရေးကြီးပွဲစဉ်ဒါဟို7ဟိုစပုံးမှတ်နဲ့10မှတ်နဲ့အနေအထားပြမှာဘာပြောပြောရူမေးနီးယားအနေနဲ့တရေခံထားလာနိုင်တယ် ကျွန်တော်တို့အဆင်ပြေတယ်ဟုတ်တယ်မသူအနေနဲ့ဆယ်နဲ့ဆက်တက်မဲ့ဖြစ်သွားမယ်နော်အဲ့လိုနေသားတော့ကျွန်တော်ဟုတ်တယ်ဒီပွဲစဉ်ကကျွန်တော်ရဲ့ပြောင်းနေပြီဘော့စနီးယားဆရာရဲ့ဘော့စနီးယားတည်ကြတာနဲ့သူအခြေအနေကောင်းတယ်ရူမေးနီးယားကြတော့နိုင်နိုင်ပို့ပြီးတော့အခြေအနေကောင်းမယ်အဲ့တော့ဆိုတော့ကျွန်တော်တည်ကြရင်လည်းကျွန်တော်ကျေးအောင်နိုင်ကြီးအလုံးနဲ့ဒီပြိတ္တတွေတော့အကျိုးမဲ့ပြုမှုပိုင်းကိုစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ဘာပဲပြောဒီပွဲကရူမေးနီးယားမရှုံးနိုင်ဘူးဆိုတော့တည်ကြနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော့ရူမေးနီးယားကိုကျွန်တော်လည်းကြိုက်ပါအစရောကျွန်တော်ဘော့စနီးယားရူမေးနီးယားနဲ့ပွဲဒီမှာရူမေးနီးယားကိုရွေးချယ်ပေးလိုက်ပါတယ်အားလုံးပဲကြိုးမြတ်ရပါသည်ဗျာ